thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဖြူးမြူအနီးကိုဗဟုပြုပြီး၄ဒသမ၁အဆင့်နဲ့အင်အားအသင်းတင်းရှိတဲ့မြင်းကလင်းတစ်ခုတက်မှန်လောက်ခတ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းဖြူးမြူအနီးမြေအောင်နဲ့၁၀ကီလိုမီတာဗဟုပြု restar စကင်၄ဒသမ၁အဆင့်နဲ့အင်အားအသင်းတင်းရှိတဲ့မြင်းကလင်းတစ်ခု AP လ၁၉ရက်နေ့မြန်မာစံတော်ချိန်ညနေ၆နာရီမိနစ်၂၀မှာတက်မှန်လောက်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဒီကနေ့ညမှာထုတ်ပြန်ပါ ါတယ်။မန္တလေးတိုင်းဝမ်တွင်မြို့နီးမြေအောင်အနက်၁၀ကီလိုမီတာကိုပဟောပြူရစ်စတာစကေလီတသမနှစ်အစင်းနဲ့အင်အားအသင့်တင်ရှိတဲ့မြင်းကလေးတစ်ခု AB 19ရဲ့ဒီကနေ့မြန်မာစံတော်ချိန်မနက်9:00မိနစ်50အချိန်မှာထပ်မံလောက်ခတ်ခဲ့တယ်လို့ဝန်ကြီးဌာနကအတည်ပြုထားပါတယ်။ မလ28ရက်နေ့ပြင်အား9.9အစဉ်ရှိငလင်ကြီးလှုပ်ခတ်ပြီးရနောက်နောက်ဆက်တွဲငလင်များဆက်တိုက်လှုပ်ခတ်နေရဒီကနေ့အပြီးလ16ရက်နေ့ထိငလင်လှုပ်ခတ်မှုပေါင်းအကျဉ်းကြီး150နီးပါးရှိလာပြီလို့သိရပါတယ်။ဇကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ပေးဆောင်ရန်ရှောင်ရန်သတိပြုရန်တွေနဲ့ညီနေထိုင်ကြဖို့အတွက်လည်းဝန်ကြီးဌာနကအတိအပေးထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ AB 18ရက်မြန်မာနစ်ဆန်တရဲနေ့လေတနင်္လာနေ့မှာလည်းမန္တလေးမြို့နီကိုပို့ဖို့ပြုပြင်အား၄.၆အစဉ်ရှိငလင်လှုပ်ခတ်သွားခဲ့ ခင်ရာမန္တလေးအမရပူရစကိုင်းမြို့နဲ့ပြည်ဦးမြို့တွေကိုတိတိတတ်တန်လောက်ခတ်မှုကိုခံစားရတယ်လို့ဒေသရင်းတော်လိုင်းအင်အားစုတွေကပြောပါတယ်။ပြီးခဲ့တဲ့ AP လ73ရက်မြန်မာစံတော်ချိန်မနက်9:54မိနစ်အချိန်မှာလဲမန္တလေးဝမ်တွင်းမြို့နီးမြေအောင်နဲ့10ကီလိုမီတာကိုပဟိုဗျူရစ်စတာစကေငါတက်သမကိုပြင်အားစင်နဲ့အင်အားအတင်းတင်းရှိတဲ့ငလင်ထပ်မံလောက်ခတ်သွားရအချိန်ကြာပြီးပြင်းထန်ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့တိုက်ပွဲများပြင်းထန်နေလို့စစ်တပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မခံရရည်ပြည်သူများသတိပြုရန် KNU ပန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မီဒီယာနဲ့တက်ကြွလှုပ်ရှားသူများသတင်းဖော်ပြရမှာလူမှုတိန်ဆောင်သောနေရာများမဖော်ပြဖို့လည်းပန်ကြားထားပါရယ်။ကရင်ပြည်နယ်နေရာနံမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းကရင်မျိုးသားစည်းရုံး KNU ကဒီကနေ့နေ့လယ်ပိုင်းမှာထုတ်ပြန်ခဲ့ပြီးဤကြောင်းရဲ့အပါဝင်စစ်ကောင်စီရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံရမှုမခံရရည်သတိပြုနေထိုင်ကြဖို့ပန်ကြားပါရယ်။လက်ရှိမှာကရင်ဒေသမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွား ်လျင်ရှိရာစစ်ကောင်စီတပ်များအနေနဲ့အရက်သားပြည်သူလူထုကိုပြမှတ်ထားပြီးစာတင်ကြောင်းများ၊ဘုံကြီးကြောင်းများ၊ဖျားကြောင်းများနဲ့စစ်ရှောင်းပြည်သူလူထုများနေထိုင်ရာနေရာဒေသများတွင်လက်နက်ကြီးများပစ်ခတ်ခြင်းလျင်တို့နဲ့ပုံကျင်လျက်ရှိတယ်လို့ဆိုပါတယ်။သတင်းမီဒီယာများဒေသတွင်တက်ကြွလှုပ်ရှားသူများအနေနဲ့သတင်းရယူတင်ဆက်ရာမှာပြည်သူလူထုများပုံရှောင်နေထိုင်တဲ့နေရာများကိုအာဏာသိမ်းစစ်ကောင်စီတပ်မှအလွယ်တကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေမပြုလုပ်နိုင်ဖို့အတွက်အထင်ထားတင်ဆက်ပေးကြဖို့ပန်ကြားထားပါတယ်။ဒါအ ပြင်မိဘပြည်သူလူထုများအနေနဲ့အာနာသိန်အကြံဘက်စကောင်စီတပ်မှပြမတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အအုံများအဝေးမှနေထိုင်ကြဖို့လည်းဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားရာဒေသများအတွင်ကိုအရေးပေါ်အကြောင်းကိစ္စမရှိဘဲတွာလာခြင်းမပြုကြဖို့လည်း KNU ကအတိပေးပါတယ်။ KNU နဲ့စကောင်စီတို့ကအခုရက်ပိုင်းတွင်ကြုံတုံးကော်ဂရိတ်ဖာပေါ်တနင်္သာရီတိုင်းစာလာတို့မှတိုက်ပွဲများဖြစ်ပွားလျက်ရှိရာစစ်ကောင်စီတပ်ကနေကြောင်းတိုက်ခိုက်မှုများစတိုက်ပြုလုပ်နေပြီးပြည်သူတင်ဆောင်ထိခိုက်မှုတွေရှိရလို့သိရပါတယ်။ နောက်ထပ်တပုံးအနည်းနဲ့လမ်းနဲ့ကလည်းရန်ကုန်ရဲစခန်းများကိုအပြင်စီလုံးကြီးတုံးမြင့်ရဲ့ညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ရှိလူအသွားလာများတဲ့လမ်းမများနဲ့ကလည်းရဲစခန်းများမှာအပြင်စီလုံးကြုံကြီးတုံးမြင့်ပေါ်ညွှန်ကြားလာကြောင်းသိရပါရယ်။ရန်ကုန်မြို့ကမာရွမြို့မှာရဲစခန်းကို AP Session ရဲ့ညစင်နိုင်ခန့်မှာမြို့ပြပြောင်ကြားတာများကလက်ပစ်ပုံးနှလုံးပြစ်သွင်းခဲ့ပြီးရနောက် AP လ19ရက်မနေ့ပိုင်းမှာရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုရုံးမှာညွှန်ကြားလာခြင်းဖြစ်ကြောင်းရန်ကုန်မြို့ရဲတရင်ရင်းမြစ်တွေကပြောအပ်ပါရယ်။မနီကညာ ပုံပစ်ခံရပြီးတရားရသူတွေရှိရင်ဂိဝါနာကိုအပစ်ခံရတာရှေးစကန်ကလဲနဲ့ကလျင်ဆိုတော့အဲ့ဒါကြောင့်အပြင်စီလုံချုံကြီးကိုတိုးမြင့်ဖို့ဘာလို့ဖြစ်လာတာလို့၎င်းကပြောပါတယ်အဲ့ဒီရှေးစကန်ဤနေထိုင်သူတအုပ်ကပုံပစ်ခံရမှုကြောင့်တရားရသူတအုပ်ရှိတယ်လို့သိရကြောင်းဆိုပါတယ်အတန်ကတော်တော်ကျေတဲ့အတန်အနေထားရထိရက်ကောင်ကြွားနိုင်တယ်သူတို့ကမာယိုရေးစကန်နဲ့ကပြောတယ်ဆိုပြီးပြန်ကြတာပုံထိတဲ့ကောင်နှစ်ကောင်လောက်ကတရားပြင်းနေတိမတိတော့မသိရသေးဘူးလို့၎င်းကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုရှန်ကွန်ရှူကြည်ပြီးပဲ Indian Army နဲ့ Operation Flame တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီးမြို့ပြတိုက်ပွဲများကို အရှိန်မြှင့်သွားမှာဖြစ်ကြောင်း YUPA ကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့လေးမျက်နှာမျိုးနယ်မှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်မှလေကြောင်းမှပစ်ကူပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အီယာရီတိုင်းလေးမျက်နှာမျိုးနယ်ပန်တော်ကြီးချင်းရွာမှာအရခတပ်တော်အင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ကုကန်နေကြောင်းဒေသခံတွေကပြောပါရယ်။ပန်တော်ကြီးချင်းရွာမှာ AB 19ရဲမှစကတိုက်ပွဲများပြင်းထန်ခဲ့ပြီး AB 19ရဲမှလည်းမနက်၈နာရီမှဒေသခံများနဲ့အဆက်အသွယ်ရတဲ့ညနေ၃နာရီချိန်ထိတိုက်ပွဲများပြင်းထန်နေရလို့သိရပါရယ်။ဒီကနေ့ကတော့တိုက်ပွဲအပြင်းထန်ဆုံးပဲ ဲ့တိုက်ပွဲကပန်းတော်ကြီးရွာထဲမှာဖြစ်နေတာစစ်တပ်ဘက်ကလေယာဉ်တွေရောဒရုန်းတွေရောနဲ့ပါတနင်္ဂနွေဘုံလာခြင်းနေတဲ့အောက်ကလည်းပြန်ပစ်နေရတယ်ကိုကြားနေရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ AB 19ရက်မှာစပြီးစစ်နေရင်များစတက်လီဒီများဒရုန်းများအုံပြုကနေ့စဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပါတယ်ပန်းတော်ကြီးကြီးပါနေရှိစီစုံကုန်းမှလည်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုလက်နက်ကြီးနဲ့မကြာခဏပစ်ခတ်နေရလို့ဒေသခံနောက်ထပ်တအုပ်ကပြောပါတယ်စီစုံကုန်းမှာအထိုင်ချတဆွဲထားတဲ့စ က်ကောင်စီတပ်ဖွဲ့ရင် AB 16ရဲ့ညပိုင်းနဲ့ AB 19ရဲ့မနက်ပိုင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပန်းတော်ကြီးကျေးရွာတွင်ရှိနေအိမ်တချို့မိလောင်ခဲ့တယ်လို့မျက်မြင်တွေ့ရတဲ့ပန်းတော်ကြီးကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာနေထိုင်တဲ့ဒေသခံတအုပ်ကဆိုပါတယ်ဒါပေမဲ့ကျေးရွာများတွင်နေအိမ်များမိလောင်ကမိကူများထွက်နေတာကိုမြင်တွေ့ကြရတော့လဲထိခိုက်ပျက်စီးမှုအခြေအနေကိုအတိအကျမသိရသေးကြောင်း၎င်းကဆိုပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ပန်းတော်ကြီးနဲ့မြို့ကုန်းကျေးရွာတို့မှာပိတ်မိနေတဲ့ဒေသခံတချို့ကို AB 18ရက်နဲ့16ရက်တို့မှာ ှာတော်လိုင်းတပ်ဖွဲ့တွေကခေါ်ထုတ်သွားခဲ့တယ်လို့ဒေသခံတွေကဆက်လက်ပြောပါရယ်တိုက်ပွဲအတွင်းနှစ်ဖက်တိုက်ခိုက်ကြဆုံမှုအခြေအနေတွေနဲ့ပတ်သက်ပြီးအတင်းအကျမတိရသေးတော့လေစစ်ကောင်စီတပ်များဘက်မှတိုက်ဆုံမှုတွေကြောင့်တိုက်ပွဲအတွင်းမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိနေကြောင်းလေးမျက်နှာမျိုးနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကပြောပါရယ် ဧပြီလ19ရက်မနက်ပိုင်းမှာစီစုံကုန်းကစစ်သားနေရောက်လက်နက်တွေနဲ့ထွက်ပြေးနေရွာတင်ရွာတွေဝင်ပြီးထမင်းတောင်းစားသွားတယ်လို့၎င်းကဆိုပါတယ်။လက်ရှိမှာလီမျက်နာမျိုးနဲ့တွင်တိုင်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကစစ်ကိုအင်အားဖြည့်တင်းခြင်းခန့်စစ်ပြင်ဆင်ခြင်းကိုပြုလုပ်နေတယ်လို့ဒေတာရင်းတော်လိုင်းအင်အားစုရဲ့ပြောပြကြေညာတင်ရပါတယ်။အင်ကပူမျိုးနဲ့လီမျက်နာမျိုးနဲ့ရှေးကြီးမျိုးနဲ့တွင်နေထိုင်ကြတဲ့ပြည်သူများအနေနဲ့ပသိမ်မုံရွာကားလမ်းမပေါ်မှာရှင်အုံပြုမှုနဲ့သတိပြုဆောင်ရွက်ကြဖို့ AYPD ရဲ့အမှတ်29ပြူဟာက AP 25 5ရက်မှာတတိပီးထုတ်ပြန်ထားပါတယ်။ရုတ်တံစစ်ကောင်စီတပ်ကလေးမျက်နှာမျိုးနဲ့ပန်းတော်ကြီးကြီးရွာကို AB 19ရဲ့မနက်ပိုင်းမှာ ဖုံးကျဲတိုက်ခိုက်နေစဉ်အဲ့ဒီကြီးရွာမှာအာရခတပ်တော် AA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ AB 19ရဲ့ကစကတိုက်ပွဲဖြစ်ပွားနေရလို့သိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ဖြတ်အားပြင်းကလင်းလှုပ်ပြီး22ရက်တွင်ဆက်လက်ပြီးဖြတ်အားပြင်းကလင်းလှုပ်ပြီး22ရက်တွင်နောက်ဆက်တွဲငလင်း600ခန်းထပ်လှုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးနဲ့စကိုင်းမြို့နီးပဟုပြုပြီးမလ28ရက်ကငလင်းကြီးလှုပ်ပြီးရဲ့နောက် ပိုင်းအီဘီလ19ရက်နေ့တည်းနောက်ဆက်တွဲငလင်းအကြိမ်600နီးပါးလှုပ်ခတ်ခဲ့တယ်လို့ပြောပါရယ်ဒီကနေ့နေ့လယ်12မိနစ်30အချိန်ထိရရှိထားတဲ့ကြက်လက်တူရနောက်ဆက်တွဲငလင်း969ချိန်လှုပ်ခတ်ခဲ့ကြထိုင်းမိုးလီဝတ္တဌာနငလင်းဌာနကထုတ်ပြန်ထားပါရင်စစ်ကောင်စီလက်အောက်ခံမိုးလီဝတ္တနှင့်စလားပီနာညွန့်ချမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းထိနောက်ဆက်တွဲငလင်း148ကျင်းလှုပ်ခတ်ထားကြောင်းသိရပါရယ်ငလင်းတိုင်းတာဆက်တွေနှင့်ဤပညာမိုင်းဆိုင်ရာအခြေအနေတွေကြောင့်ထိုင်းမိုးစလားဌာနနှင့်မြန်မာမိုးစလားဌာနကြားနောက်ဆက်တွဲလှုပ်ခတ်တဲ့ငလင်းအ င်ကျင်းကြီးတွင်တိုင်းတာမှုကွာခြားခြင်းဖြစ်ကြောင်းဘူမိကျွမ်းကျင်သူတချို့ကရှင်းပြပါရယ်နောက်ဆက်တွဲလှုပ်တဲ့ငလင်များအနက်မန္တလေးတိုင်းဝမ်တွင်းမြို့နီမှာအီဗီလာ73ရမနကလှုပ်တဲ့ Ristars ကငါးတက်သမ5အစင်ငလင်နဲ့မန္တလေးမြို့မှာအီဗီလာ79ရနေ့လယ်ပိုင်းကလှုပ်ခဲ့တဲ့ Ristars က၄တက်သမ အစဉ်ကတိတိတသားပြင်းထန်ခဲ့တာဖြစ်ပါတယ်ငလင်းပေးတဲ့ဒေသမှာဖြစ်သူတွေကနောက်ဆက်တွင်ငလင်းတွေကြောင့်စိုးရိမ်မှုတွေရှိနေပါတယ်နောက်ဆက်တွင်ငလင်းတွေရဲ့အန်တီရဲကိုသတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်မလ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ပါတယ်တချို့ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုံဆောင်နေကြဆဲဖြစ်ပြီးငလင်း င်းဘေးတင်ပြည်သူတွေကစာနယ်ရိပ်ခါနဲ့နေထိုင်ရေးအကူအညီများလိုအပ်နေပါတယ်။ငလင်းဘေးတင်အပြီးမှာမြန်မာနိုင်ငံမှာလူဦးရေ၄.၃၃သန်းကျော်ကတန်ရှင်နေရှိနေတန်ရှင်ရဲ့အကူအညီများအရေးပေါ်လိုအပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံကမနေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီရဲ့အီပီလာ၁၈ရက်နေ့မနက်ပိုင်းတိအချက်လက်များအရအဆိုပါငလင်းကြီးကြောင့်တည်ဆောင်သူ၃,၉၂၆ဦး ထိခိုက်ဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ129ဦးရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။